ရှင်ဖြူပွဲမှာကလေးတွေရဲ့အပြုမှုကြောင့်မျက်ရည်ကျရတဲ့အထိဖြစ်ခဲ့တဲ့ခိုင်နှင်းဝေအလုံးမဲမင်္ဂလာပေါင်းဗမစ်နောင်ကနေကျွတ်ကျွတ်လိုက်ပါတယ်ခိုင်နှင်းဝေကမလ73ရက်နေ့တပေါင်းလာပြည့်နေ့မှာသူမမွေးစားထားတဲ့ကလေးတွေအတွက်ရှင်ဖြူနာသားမင်္ဂလာပွဲကြီးကိုကျင်းပပေးခဲ့တာဖြစ်ပါတယ်ကလေးတွေထဲမှာရှင်ဖြူဖို့အတွက်အရွယ်ရောက်တဲ့ကလေးတွေလည်းရှိနေပြီးမို့ဒီနှစ်မှာပထမဆုံးချိန်စီကားသမိုင်းစွမ်းနဲ့ကျင်းပခဲ့တာပေါ့ ခိုင်နေဝင်ဟာလွန်ခဲ့တဲ့၃နှစ်လောက်ကတည်းကရှင်ပြုတ်ပွဲလောက်ကအလွတ်တရိုက်ကမကြီးလို့ဖို့ဆန္ဒရှိနေကြတာပေါ့။တာမြက်ယတနာလေးတွေကိုပြုစုပြောထောင်နေသူဖြစ်တဲ့အတွက်ရှင်ပြုတ်ပေးခြင်းနဲ့စိတ်နဲ့ပတ်စံတေးလေချိုးတင်ပြင်ဆင်ထားခဲ့ပါတယ်။ဒါကြောင့်မို့သူမရဲ့စိတ်ကူးအိမ်မက်ကြီးကိုအကောင့်ထဲဖို့ဖို့အတွက်ဂေရဲကသား၁၂ယောက်ကိုရှင်ပြုတ်ပေးဖို့လုပ်ခဲ့တာဖြစ်ပါတယ်။သမီး၁၁ယောက်ကိုတော့နာသဝေပေးခဲ့ပါတယ်။ခိုင်နေဝင်ကကလေးတွေအတွက်ပထမဆုံးလုပ်တဲ့ရှင်ပြုတ်မင်္ဂလာကုန်အခမ်းအနားဆုံးဖြစ်အောင်ပြင်ဆင်ထားခဲ့တာပေါ့။ ဆိုင်ဝမ်ကြီးတွေပြင်ဆင်ကအလုပ်ပွဲကြီးတစ်ခုဖြစ်အောင်ကိုဖန်တီးထားခဲ့တာဖြစ်ပါတယ်။ကလေးတွေကိုလည်းရှင်ပြုနာသာဝတ်ဆောင်ပြင်းနဲ့ခန်းနာအောင်ပြင်ဆင်ပေးတာပေါ့။ဒါအပြင်ရှင်ပြုရတမြောက်အောင်လည်းကလေးတွေနဲ့ရှင်လောင်းလှည့်ခဲ့ပါတယ်။ကျွဲတကုံဖျားမှာရှင်လောင်းလှည့်ချတာဖြစ်ပြီးကိုနောင်ကန်ဘန်းနောင်ကန်တွေနဲ့မြမရိုးရရှင်ပြုပွဲဆစ်ဆစ်ဖြစ်အောင်စူးစမ်းထားခဲ့တာပေါ့။ကလေးတွေကိုလည်းဖျားကိုသုံးချိန်ပတ်ခါရှင်လောင်းလှည့်ခိုင်းခဲ့ပါတယ်။ ခိုင်နဝဲကအလို့တိုင်းကမကြီးအနေနဲ့ပြုံးပန်းစင်ကရှင်းလောင်းလှည့်ခဲ့တာပေါ့အနုပညာရှင်တွေအနေနဲ့စောင်းရွက်စမ်းတဲ့ဒီဇိုင်နာတွေကဝိုင်းဝန်းပေးခဲ့ကြပါတယ်ရှင်းလောင်းလှည့်တဲ့အချိန်မှာ breath တွေကလည်းလာကြီးချသလိုစေကားခဲ့ပါတယ်ဒါ့အပြင်ရှင်ပြုနာတာမင်္ဂလာပွဲကြီးကလည်းစစ်စစ်ကားကားနဲ့ကိုဖြစ်ခဲ့တာပေါ့ ရှင်းလောင်းလှည့်တဲ့အခါမှာကလေးတွေကရန်ကုန်လိမ္မာကျသလိုညင်းတာမျိုးလည်းမလုပ်ကြပါဘူး။လူအများနဲ့ရှင်းလောင်းလှည့်ရတဲ့အချိန်မှာကလေးတွေကလှည့်ကြည့်စရာကိုမလိုအောင်ညှိနေခဲ့ကြပါတယ်။ဝိုင်းဝန်းလှည့်ကိုကြတဲ့အနုပညာရှင်တွေကလည်းခိုင်နှင်းဝယ်ရဲ့ကလေးတွေကိုကြည့်ပြီးချီးကျူးနေကြတာပါ။ကလေးတွေကမထင်မှတ်ထားလောက်အောင်ကိုစီကန်ရှိကနေတက်ထိုင်တက်တာမှုချီးကျူးနေကြတာဖြစ်ပါတယ်။ကလေးတယောက်ရဲ့ပြမှုအနေထိုင်ကအုတ်ထင်းတဲ့သူအပေါ်မှာသာတက်ရောက်တာမှု ဟန်နေဝေကကလေးတွေကိုစီကန်းရှိအောင်သင်ပေးထားမှရန်သိတာပါတယ်။စီကန်းနဲ့ထားတဲ့အတွက်အပြင်ရောက်တဲ့အခါကလေးတွေကရုံရင်ဆန်ကန်ဖြစ်တာမျိုးတွေလည်းမရှိပါဘူး။အမင်းစားတဲ့အချိန်မှလည်းစီကန်းတရှိနဲ့မိဘရင်ဝင်အောင်နေရတဲ့ကလေးတွေလိုတည်ငြိမ်တာမို့ပွဲမှာအရှက်ကွဲရတာမျိုးလည်းမရှိပါဘူး။ကလေးတွေကခန်နေဝေကိုအရှက်ရအောင်မလုပ်ဘဲဂုံတက်အောင်ချီချူးခံရအောင်သာနေထိုင်ကြတာပါ။ဒါကြောင့်မို့လဲခန်နေဝေက ရှင်ဖြူပွဲမှာကလေးတွေရဲ့လိမ်မာတဲ့အပြုတ်မှုတွေကြောင့်ပီတိမျက်ရည်တွေပေါ်ကျရပါတယ်။ သာသမီအရင်နေမဟုတ်ပေမဲ့လည်းသူပြောထောင်ပေးခဲ့တဲ့ပန်းလေးတွေကအလှဆုံးဖူးပွင့်ကောင်သာသနာ့ဘောင်နဲ့လည်းသွင်းနိုင်ခဲ့ပြီးမို့မိခင်တယောက်အနေနဲ့ဝမ်းသာမြေကြီးတွေကြာနေခဲ့ရတာဖြစ်ပါတယ်။ကလေးတွေကိုရှင်ပြုတ်ပေးတဲ့အတွက်တချို့ကသူမကိုဂျေဆုတင်ကချီးကျူးကြတာမျိုးရှိပါတယ်။ဒါပေမဲ့သူမတတ်တော့အခုလိုရှင်ပြုတ်ပွဲကျင်းပကအလွတ်တရကမအနေနဲ့သာသနာ့ပြုနိုင်တာတွေကကလေးတွေရှိလို့သာဆိုပြီးပြန်ပြီးတော့ဂျေဆုတင်နေပါတယ်။သူစီကိုကန့်ဆက်ကလာရောက်ပေးကြတဲ့အတွက်ခုလိုသာသနာ့ပြုနိုင်တဲ့သူတယောက်ဖြစ်ခွင့်ရတာဆိုပြီးဂုံယူလို့နေတာပါ။ ။ဒါ့အပြင်ဒါကပထမဆုံးချိန်ရှင်ပြုတ်နာသပွဲလောက်တာဖြစ်ပြီးနောက်နှစ်တင်မှာလည်းအရွယ်ရောက်လာတဲ့သားတွေနဲ့သမီးတွေကိုရှင်ပြုတ်ပွဲတွေလုပ်ပေးသွားမှာဖြစ်တယ်လို့ထုတ်ပြောလာခဲ့ပါတယ်။ဒါသမီးတွေအတွက်ရှင်ပြုတ်ပွဲတွေကိုခန်းနာစွာကျင်းပပေးခဲ့တဲ့ခိုင်နေဝေပေါ်ဘရိတ်တိုရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်မမတို့ရဲ့ page ကို like and follow လေးလုပ်ခွင့်ချပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။